ယူကရိန်းရဲ့ငြိမ်းချမ်းရေးကိုကူညီဆောင်ရှောက်ပေးဖို့စန္ဒရှိတဲ့နိုင်ငံပေါင်း20လောက်နဲ့ဆွေးနွေးမှုတွေလှုပ်ဆောင်နေကြောင်းဗြိတိန်အစိုးရအရာရှိတအူးကပြောကြားခဲ့ပါတယ်။အဲ့ဒီနိုင်ငံတွေဟာစန္ဒတူညီညွတ်ပေါင်းအင်အားစုတစ်ခုကိုဖွဲ့စည်းပြီးရုရှားနဲ့ယူကရိန်းတို့အပြည့်အခက်ရဆဲမှုရရှိပြီးနောက်ပိုင်းယူကရိန်းလုံခြုံရေးကိုပူးပေါင်းကူညီသွားဖို့လိုလားမှုရှိကြတယ်လို့အဲ့ဒီဗြိတိန်အရာရှိကမတ်လ6ရက်နေ့မှာမှတ်ချက်ပေးခဲ့တာပါ အဲ့ဒီနိုင်ငံတွေရဲ့နာမည်ကိုမကြေညာပေမဲ့ဒနသဟာယမိဖတ်နိုင်ငံတွေနဲ့ဥရောပနိုင်ငံတွေအများစုဖြစ်တယ်လို့တော့အဲ့ဒီအရာရှိကပြောကြားသွားပါတယ်ဗြိတိန်နဲ့ပြင်သစ်တို့ဟာတကယ်လို့ရုရှားနဲ့ယူကရိန်းစစ်ပွဲရဆိုင်ပြီးပြီဆိုရင်ယူကရိန်းရဲ့ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုကူညီကာကွယ်ပေးမဲ့နိုင်ငံစုံညွတ်ပေါင်းအင်အားစုတစ်ခုဖွဲ့စည်းနိုင်ရေးဥဆောင်ကြိုးပမ်းနေပါတယ်အမည်ဖော်မပြခဲ့တဲ့ဗြိတိန်အစိုးရအရာရှိက ဆွေးနွေးမှုတွေဟာကနအူအစ်စ်မှသာရှိသေးပြီးဘယ်နိုင်ငံတွေကဘလို့နီးလန်းတွေနဲ့ယူကရိန်းကိုထောက်ပံ့ကူညီကြမလဲဆိုတာတွေကိုတော့ဆွေးနွေးနေဆဲဖြစ်တယ်လို့ပြောပါတယ်။ဆွေးနွေးမှုတွေကအပြည့်သဘောဆောင်နေပေမဲ့ဘာတွေဘလို့အောင်မြင်မလဲဆိုတာကို ထုတ်ပြောဖို့ကတော့အရန်ဆော့လွနေသေးတယ်လို့သူကမှတ်ချက်ပေးပါတယ်။တကယ်လို့ယူကရိန်းဟာရုရှားနဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုသဘောတူညီချက်တခုခုရခဲ့ပြီးပြီဆိုရင်ဗြိတိန်အနေနဲ့ယူကရိန်းမျိုးကိုတပ်ဖွဲ့ဝင်တွေနဲ့တိုက်လေရင်တွေဆေးလွှတ်ပေးဖို့ဆုံးဖြတ်ထားတယ်လို့ ဗြိတိန်ဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။ပြင်သစ်ကလည်းအမေရိကန်ရဲ့ဂျားဝင်ညှိနှိုင်းပေးမှုနဲ့အတူယူကရိန်းစစ်ပွဲရဆိုင်ရေးသဘောတူညီမှုရလဒ်တစ်ခုခုထွက်ပေါ်လာပြီးရင်ပြင်သစ်တပ်တွေကိုယူကရိန်းစီဆေးလွတ်ပေးဖို့စဉ်းစားထားကြောင်းဆိုပါတယ်။မတ်လ6ရက်နေ့မှာတော့တူရကီကလည်းယူကရိန်းရဲ့ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းစဉ်မှာပူးပေါင်းပါဝင်ဖို့စံတာရှိကြောင်းအရေးအမွေထုတ်ပြောခဲ့ပြီးတူရကီနိုင်ငံရဲ့စစ်တပ်တွေဟာအနာဂတ်ယူကရိန်းရဲ့ငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင်တွေအတွက်ပါဝင်ဖြန့်ကျက်ပွဲရှိကြောင်းမှတ်ချက်ပေးခဲ့ပါတယ်။ ယူကရိန်းမှာတပ်တွေဖြန့်ကျက်တာမျိုးမဟုတ်ပဲစစ်ရေးဆိုင်ရာတည်ယူပို့ဆောင်မှုစတဲ့တိကျအကူအညီတွေပေးအပ်ဖို့စံတရှိတဲ့နိုင်ငံတွေလည်းဗြိတိန်နဲ့ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ရုရှားကတော့စစ်ပွဲပြီးသွားရင်တောင်ယူကရိန်းမှာနိုင်ငံခြားတပ်ဖွဲ့တွေလာရောက်တပ်ဆွဲထားတဲ့အခြေအနေမျိုးကိုလုံးဝလက်ခံမှာမဟုတ်ဘူးလို့အစင်တစိုက်ပြောကြားထားပါတယ်ရှင်။